မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီကမကြခင်သူတို့လုံမဲ့ရွေးကောက်ပွဲမှာပါဝင်ခြင်းနဲ့စစ်ဘက်နဲ့ရပ်ဖက်အရာရှိကြီးတွေရဲ့စရင်ကိုမဲအွန်လိုင်းကိုတိုင်တောင်းခံထားပြီးကြံဖို့ပါတီနဲ့ချိတ်ဆက်ရမယ်ဆိုပြီးတော့ပါညွန်ကြားထားတယ်ဆိုပါတယ်အချမ်းဖတ်စစ်ကောင်စီကချင်းပဖို့လုံနေတဲ့အတုအယောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေဟာလူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်တယ်လို့ အမကြီးဝန်ကြီးချုပ်ရုတ်ပြောဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောလိုက်တဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်ကောင်စီကမကြခင်သူတို့လုံမဲ့ရွေးကောက်ပွဲမှာပါဝင်ခြင်းနဲ့စစ်ပနဲ့အရက်ဖတ်ရရှိကြီးတွေရဲ့စည်ရင်းကိုမဲအောင်လိုက်ကိုတိုင်းတောက်ခံထားပြီးကြံဖို့ပါတီနဲ့ချိတ်ဆက်ရမယ်ဆိုပြီးတော့ပါညွန်ချထားပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိအချက်ဖတ်စစ်ကောင်စီတပ်ဟာ နိုင်ငံတော်ဝန်တိုက်ပွဲတိုင်းမှာအရှုံးနဲ့သာရင်ဆိုင်နေရပြီးနေမြေတွေအမြောက်များလက်လွတ်ဆုံးရှုံးထားရတဲ့အခြေအနေမှာတော့အချမ်းဖက်မင်းအောင်လှိုင်ဟာသူတို့ထိန်းချုပ်လို့ရတဲ့မြို့နယ်တွေမှာအခု2025ခုနှစ်ကုန်ပိုင်းမှာပဲရွေးကောက်ပွဲလုပ်မယ်ဆိုပြီးပြောဆိုထားပြန်တာပါအဲ့ဒီအတွက်သူတို့စစ်တပ်ကမကြမီပြုတ်လို့မဲ့ရွေးကောက်ပွဲမှာပါဝင်ခြင်းတဲ့စစ်ဘက်နဲ့အရက်ဖက်အရာရှိကြီးတွေရဲ့စည်ရင်ကိုမင်းအောင်လှိုင်ကိုယ်တိုင်တောင်းခံထားပြီးအဲ့ဒီသူတွေအနေနဲ့ ရွေးကောက်ပွဲဝင်ရင်လက်ရှိယာဒူတာဝန်တွေကနေအနားယူရမယ်လို့ပြောထားတဲ့အပြင်ရွေးကောက်ပွဲအတွက်ကြက်ဖို့ပါတီနဲ့သာချိတ်ဆက်လောက်ကန်ရမယ်ဆိုပြီးမင်းအွန်လိုင်းကညွှန်ကြားထားပြန်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အကြက်ဖက်မင်းအွန်လိုင်းကသူတို့လုံးမဲ့ရွေးကောက်ပွဲမှာစစ်တပ်ထဲလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်ကြီးတွေဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့အရန်အင်အားစရင်းမှာပါဝင်တဲ့ဗိုလ်ချုပ်တွေကိုပါရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိမရှိစရင်းပြုစုတင်ပြခိုင်ထားပြီးဆန္ဒရှိတဲ့သူတွေဆိုရင်တော့ ကျန့်ဖို့ပါတီနဲ့ချိတ်ဆက်ရမယ်ဆိုပြီးညွှန်ကြားထားသလိုလက်ရှိကျန့်ဖို့ပါတီရဲ့ဗဟိုအလုံမှုဆောင် ကော်မတီမှာမင်းအွန်လိုင်းရဲ့လူယုံတွေကသာထိပ်ပိုင်းယာဒုကြီးတွေကိုတင်ပိုက်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အကျန့်ဖတ်စစ်ကောင်စီကကျင်းပဖို့လုပ်နေတဲ့အတူအောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေဟာလူမှုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့အစိုးရ NGO ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလကပြောပါတယ် ါကိုတော့ဒီကနေ့ဇွန်လနဲ့တရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာအင်ဂျီဝင်းကျုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလကပြောလိုက်တာပါအဓိကကတော့လက်ရှိအချက်ပတ်စစ်ကောင်စီကလူထုဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတုယောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်ဖို့စိုင်းပင်နေပြီအဲ့လိုစစ်ကောင်စီကပြုလုပ်မဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့လုပ်နေတဲ့နိုင်ငံရေးပါတီဆိုတာတွေဟာလေပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာ လူတို့ထောက်ခံမှုမရပဲနိုင်ငံရေးပါတီအားလုံးပေါင်းရင်တော့ပြည်တော်စုလွတ်တော်ဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရတဲ့ပါတီတွေဖြစ်တယ်လို့ MG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပွန်းကပြောလိုက်ပါတယ်လက်ရှိအချိန်ထိတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူတွေမဲ့ပေးထားတဲ့2020ရွေးကောက်ပွဲရလဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရတဲ့အရာပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမန်တိုင်းအုတ်ချုပ်ရေးမန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေတဲ့အတွက် လက်ရှိစစ်ကောင်စီကပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်မှုဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်မှုအပြင်ပြည်သူအချုပ်အခြားအာဏာကိုမတရားရယူဖို့ကြိုးစားနေတာတာဖြစ်တယ်လို့လည်းဥနေဘုံလကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ ချင်းဖက်စစ်ကောင်စီကိုနိုင်ငံခြားငွေမသွင်းတဲ့ပို့ကုန်သွင်းကုန်ကွန်ပဏီပေါင်း198ခုနဲ့ကွန်ပဏီဒရိုက်တာအဖွဲ့ဝင်တွေကိုစစ်ကောင်စီဗဟိုဘဏ်ကအမည်ပြတ်စရင်ကြေညာလိုက်ပြန်ပါတယ်။ဒါကတော့ NLD အစိုးရလက်ထက်2016ခုနှစ်ကနေ2020ခုနှစ်အတွင်းမြန်မာနိုင်ငံကပို့ကုန်တွေတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကွန်ပဏီတွေကိုအချင်းဖက်စစ်ကောင်စီကသူတို့စစ်တပ်လောက်ခံဘဏ်တွေကိုနိုင်ငံခြားငွေပြန်လည်ထည့်သွင်းဖို့ PR ပေးခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့ အဲ့ဒီကမ္ဘာကြီးတွေကစစ်ကောင်စီပြောသလိုပို့ကုန်ရငွေနိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ဆိုပြီးစစ်ကောင်စီကပို့ကုန်သွင်းကုန်ကမ္ဘာကြီးပေါင်း169ခုနဲ့အဲ့ဒီကမ္ဘာကြီးဒါရိုက်တာအဖွဲ့ဝင်တွေကိုအမိပြတ်စရင်တွင်ပြီးကမ္ဘာကြီး license တွေပါပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့စစ်ကောင်စီကအတိအလင်းကြေညာထားပြန်ပါတယ်ဒါအပြင်အချက်ဖက်စကောင်စီကသူတို့အဲ့ဒီလိုအမိပြတ်စရင်ကြေညာတဲ့ပုတ်ကုန်သွင်းကုန်ကမ္ပဏီတွေအနေနဲ့ စစ်ကောင်စီကတမတ်ထားတဲ့နိုင်ငံခြားငွေတွေကိုသူတို့စစ်တပ်လက်အောက်ခံဘဏ်တွေမှာထည့်သွင်းမှုမရှိရင်တော့ထောင်ဒဏ်မှာချမှတ်အရေးယူမယ်ဆိုပြီးတော့လေစစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာချိန်ချောက်ထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ဒေသကြီးမြို့နယ်ချောင်းတော့ပေါက်ဂျေးရွာအနီးနဲ့ညောင်ပင်ကွင်းဂျေးရွာမှာအခြေစိုက်ထားတဲ့အကြပ်ပစစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းတပ်တွေကဝန်ရောက်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၃ကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက် တို့စစ်တပ်ဘက်ကစစ်ကူတွေးကိုပါအသေးအံခေါ်နေတဲ့အခြေအနေထိဖြစ်သွားတယ်လို့ဘိတ်ခိုင်ပီဒီအက်တရင်3ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လာအကုံဘိုင်းမှာပဲတင်းသားကြီးမြို့နယ်ချောင်းပေါက်ကျေးရွာအနီးနယ်ညောင်ပင်ခွင်းကျေးရွာမှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားဘုံကတော့အတိအသေးတေကုန်ကြပြီးတဲ့နောက် တို့စစ်တပ်ကစစ်ကူတွေကိုပါအသေးအံခေါ်နေတဲ့အခြေအနေတိဖြစ်သွားတယ်လို့လက်ရှိမှာတော့အင်အားတွေပါအလော်ဂျီထပ်ဖြည့်ထားပြန်တယ်လို့လည်းဗိတ်ခိုင်း PDF တရင်3ရက်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ AR တိုင်းကညောင်တုံးမြို့မှာစစ်တလောက်ခံပြူစော့တိအဖွဲ့တွေကယသပီသူကိုအောင်လွင်ဆိုတဲ့သူကိုဓာတ်နဲ့ဝိုက်ခုတ်ပြီးရိုက်နှက်မှုကြောင့် အတွင်းလူနာအဖြစ်စိတ်ယုံပူထားရပြီးစစ်တပ်နဲ့ရဲကလည်းဓာတ်ခုတ်ရိုက်နှက်သူတွေကိုအရေးမယူဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဖြစ်စဉ်ကတော့ဇော်လ25ရက်နေ့ကပဲ AR တိုင်းညောင်တုံးမြို့အမှတ်6ရပ်ကွက်နေအိမ်မှာနေတဲ့ကိုအောင်လွင်တို့ဇနီးမောင်နှံနှစ်ဦးစကားပြောနေတဲ့အချိန်တခိုးဆိုတဲ့အော်တန်ကြားရတဲ့အတွက်နေအိမ်အောက်ကိုဆင်းကြီးတဲ့အခါမှာတော့အောက်မှာရောက်နေတဲ့စစ်တပ်လက်အောက်ခံပြူစော့တီဘူချစ်ဆိုသူကအိမ်ပိုင်ရှင်ကိုအောင်လွင်ရဲ့မျက်နှာကိုဓာတ်နဲ့ဆက်ခုတ်ပြီး နောက်ထပ်ရောက်လာတဲ့ပြူစောထီတွေကပါဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီလိုရသားပြည်သူရဲ့နေအိမ်နားကိုညာကြီးအချိန်မတော်တွားကပ်နေကြတဲ့ကအဲ့ဒီစစ်တပ်လောက်ကပြူစောထီဘူချစ်နဲ့အဖွဲ့တွေကဓမြတိုက်ဖို့မဟုတ်ရင်ပစ္စည်းခိုးဖို့အကြံစီနဲ့ကတ်နေတာဖြစ်နိုင်တယ်လို့အင်ရှင်ကတွေ့တော့မှဝိုင်းရိုက်တဲ့သဘောဖြစ်မယ်လို့လေဒီတပ်ကပြည်သူတို့ကတုံ့တက်ပြောဆိုထားပါသေးတယ်အဲ့ဒီနော် အင်ပိုင်ရှင်ကိုအောင်လွင်ဆိုတဲ့သူဟာဓာတ်နဲ့ခုတ်ခံရတာရောဝိုင်းဝန်းရိုက်နဲ့ခံရတဲ့ဒဏ်ရာတွေနဲ့ပါစေယုံကိုအတွင်းလူနာအဖြစ်ရောက်သွားပြီအဲ့လိုဓာတ်နဲ့ဝိုင်းခုတ်ရိုက်နဲ့တဲ့ပြူစောတိအဖွဲတွေကိုစစ်တပ်လက်အောက်ခံညောင်တုံးမြို့ရဲစခန်းမှာအမှုဖွင့်ထားပြီးမြဲရဲတွေကအဲ့ဒီပြူစောတိအဖွဲတွေကိုအေးအေးယူတာမျိုးမရှိဘဲလွတ်ပေးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်မယ်တဖက်မှာတော့ရန်ကုန်မြို့ကဒဂုံမြို့တစ်တောင်ပိုင်းအမှတ်၁၉ရပ်ကွက်မှာ အသက်30အရွယ်ကိုအေးကိုဆိုတဲ့သူကိုအကျန်းဖတ်စစ်ကောင်စီတပ်ကမှတ်ပုံတင်လုပေးမယ်ပြောပြီးစစ်မှုထမ်းအဖြစ်ဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့သူနဲ့နှိစက်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့ကတကုံမြို့တက်တောင်ပိုင်းအမှတ်18ရက်ကမှနေတဲ့အသက်30အရွယ်ကိုအေးကိုဆိုတဲ့သူကိုမှတ်ပုံတင်မရှိတဲ့အတွက်မှတ်ပုံတင် လုပေးမယ်ပြောပြီးရက်ွက်ရုံကလိမ့်လဲခေါ်ယူခဲ့တယ်ဆိုပါတယ်အဲ့ဒီနော် ကိုအေးကိုဆိုတဲ့သူဟာသူ့မှာလဲမှတ်ပုံနဲ့မရှိတဲ့အတွက်သွားလုံးမယ်ဆိုပြီးရက်ွက်ရုံကိုရောက်တဲ့အခါမှာတော့စစ်ကောင်စီတပ်ကကိုအေးကိုဆိုတဲ့သူကိုအသင်ဆောင်နေပြီးစစ်မှုထမ်းမှုတခါလဲဖမ်းဆီးသွားကြတာဖြစ်တဲ့အတွက်ဒီလိုမှတ်ပုံနဲ့မရှိတဲ့သူကိုရက်ွက်ရုံလိန်ခေါ်ပြီးတော့စစ်တပ်ထဲထည့်တာဟာအင်မတန်မှရုံမာတဲ့လောက်ရဖြစ်တယ်လို့လဲဖမ်းဆီးခံရတဲ့သူနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့နေ့တဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ